ဂျိုရှာမန်ကိုအိပ်ပျော်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ Brandon Robin သူပြောသလိုလုပ်ပြနိုင်ပါမလား Brandon များအောင်မဲ့မိလာများ Manchester Force ဆောင်ကနေပြန်လဲကြော်လိုက်ပါရင်ချင်းလေးဗန်နဲ့ထိုးတက်ရမယ် Brandon Robin ကတော့ဗန်ရဲ့ပွဲတွေကိုကြီးရှုပစ်ဖို့ပြီးဗန်က short တွက်လို့မရတဲ့ fighter တယောက်ဆိုတာသူ့အနေနဲ့သဘောပေါက်ထားတယ်ဆိုပေမဲ့လည်းဗန်ကိုအလဲထိုးနဲ့နိုင်ယူနိုင်မယ်လို့ယုံကြည်ထားတဲ့အကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါရင်သူပွဲတွေကျွန်တော်ကြည့်ဦးပါရင် short တက်လို့မရတဲ့ fighter ပါဒီကောင်ဘလောင်ကောင်းကောင်းပါဒီကောင်ကနေတွေ့ရင်အိပ်ပျော်သွားမှာပါငါပြောရဲတယ်ဆိုပြီးတော့ Brandon Rivera ကပြောလာခဲ့တာပဲဖြစ်ပါရင် ရိုင်းမဲဒီလိုပြောတဲ့အကြောင်းက USC လိုပြိုင်ပွဲမှာစိတ်တပိုင်းဆိုင်ရာဖိအားပေးမှုကအရင်ရင်ကြီးလိုပဲဖြစ်ပါတယ်။ရိုင်းမဲကဒီလိုကြမ်းကြမ်းတန်းတန်းပြောပြီးဖန်ရေးစိတ်ထဲမှာသူ့ကိုကြောက်သွားအောင်ဒါမှမဟုတ်စိတ်ရှုပ်ထွေးသွားအောင်ကြိုးစားတာမျိုးပါ။ဒါက MMA မှာပုံမှန်ပြောရတစ်ခုလို့တောင်ပြောလို့ရပါတယ်။ဒါပေမဲ့သူ့ရဲ့စကားထဲမှာသူ့အနေနဲ့ပေါပေါတန်တန်းမမြင်ဘူးဆိုတဲ့သဘောထားကိုပြသနေတာလည်းတွေ့ရပါတယ်။ရိုင်းမဲကဘာလို့ဒီလိုပြောလာရတာလဲ။သူပြောထားသလိုဘန်ကိုအိပ်ပျော်သွားအောင်လုပ်ပေးနိုင်ပါမလား။ ဓိကအချက်ကတော့ rival ကဒီပွဲမှာဘန်ဘောစိန်ပိုင်းဆိုင်ရာအားသာကျင်တာဖြစ်ပါတယ် rival ကအတွေ့အကြုံရှိတဲ့ fighter တယောက်ဖြစ်ပြီးသူ့ရဲ့အဆင့်သတ်မှတ်ချက်ကလည်း UFC flyweight တန်းမှာအဆင့်တင်နေရကနေရည်တည်နေသူပါဘန်ကတော့အသက်23နှစ်ပဲရှိသေးပြီးထုံးတောက်လာတဲ့လူငယ် fighter တယောက်ဆိုပေမဲ့ rival ထက်တော်အဖက်ဖက်မှာအားနည်းနေပါသေးတယ် rival ကဒီလိုပြောလာခဲ့တာဟာဘန်ကိုမင်းကအဆင့်မမီသေးဘူးဆိုတဲ့ခံစားချက်မျိုးပေးချင်တာပဲဖြစ်ပါတယ်ဘန်က USC 31ဆင်မှာ Bruno Silva ကိုနိုင်ယူပြီးရပ်ပိုင်းအတွင်းမှာပဲ rival နဲ့ရင်ဆိုင်ဖို့လက်ခံခဲ့တာတတိရှိတဲ့ဆုံးဖြတ်ချက်တစ်ခုပါ ရိုင်းမဲဘက်ကဒီလို short တဲ့ပုံစံနဲ့ပြောပြီးဗန်စီမာရှိနေတဲ့ယုံကြည်မှုကိုတုံ့လှုပ်သွားအောင်ကြံရွယ်တာဖြစ်နိုင်ပါတယ်။နောက်ပြီး USA ပြည်သက်တွေကဒီလို threat တွေကိုကြိုက်ကြပါတယ်။ရိုင်းမဲရဲ့အိပ်ပျော်သွားမယ်ဆိုတဲ့စကားကပွဲစဉ်ကို hype ဖြစ်အောင်လုပ်ပြီး pay-per-view ဝယ်ကြည့်မဲ့သူတွေပုံများလာအောင်ဆွဲဆောင်တာပါ။ဒီလိုပြောဆိုမှုတွေကသူ့ရဲ့ကိုပိုင်ပုံရိပ်ကိုလည်းမြင့်တင်ပေးပါတယ်။ ရိုင်ဘယ်ကသူ့ရဲ့ကစားပုံစံအားကိုယုံကြည်မှုအပြည့်ရှိနေပုံရတယ်။သူ့ရဲ့နောက်ဆုံးနှစ်ပွဲမှာ Brandon Morino နဲ့ Tetsu Ro တိုင်ရာတို့ကိုအနိုင်ယူခဲ့တာကသူ့အတွက်ယုံကြည်မှုကြီးမားနေတဲ့အကြောင်းရင်းပါ။ဒီလိုပြောတာက Van ကို short တွေ့တာထက်သူ့ရဲ့ကိုယ့်ကိုယုံကြည်မှုကိုပြသတာလည်းဖြစ်နိုင်ပါတယ်။ဒီတော့ Rival ကသူပြောထားသလို Van ကိုအိပ်ပျော်သွားအောင်လုပ်ပြနိုင်မှာမလား။ Rival က Van ကိုအနိုင်ယူနိုင်မှုအလားအလာရှိပါတယ်။ဒါပေမဲ့အိပ်ပျော်အောင်လုပ်ပြမယ်ဆိုလိုတာက KO ဒါမှမဟုတ် Summation နဲ့အလွယ်နိုင်ယူပြမယ်ဆိုတာကတော့ပြောရတာလွယ်ပေမဲ့လုပ်ဖို့ကမလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ Rival က Brandon Morino ကိုင်ကာရာဖရန် တက်ဆူရိုတိုင်ယာတို့လိုထိတ်တန်းဖိုင်တာတွေကိုအနိုင်ယူမှုတယ်သူရဲ့ပွဲတွေကအများနဲ့ဆိတ်လို့ရှားပွဲဖြစ်ပြီး Fire of the Night ၄ချိန်ရခဲ့မှုတယ်ဒီလိုအထွေကြုံကဗန်ထက်အများကြီးတာရင်သူရဲ့ကစားပုံက Chartis ဖြစ်ပြီးပြိုင်ဘက်ကိုဖိအားပေးတယ် Striker မှာထူးထူးဆန်းဆန်းထုံးနေတဲ့သုံးတယ်အခုမှတက်ဆူရိုတိုင်ယာရဲ့ပွဲမှာ Sufficient Strike Attack 910လောက်အထိထွက်တာတွေ့ရတယ် ပြီးတော့ summation ကျွမ်းကျင်နဲ့သူ့ရဲ့ဘွဲတွေမှာကိုဘွဲကို summation နဲ့နိုင်ရဘူးနဲ့ဘန်ကဒီလိုမမျော်လင့်ထားတဲ့တိုက်စစ်တွေကိုရင်ဆိုင်ဖို့အခက်တွေ့နေပါတယ်။ Rival ကဒီဘွဲအတွက်ပြင်ဆင်ခြင်းပို့ရတယ်။ဘာလို့လဲဆိုတော့သူကမနေ့ကိန်းနဲ့ရင်ဆိုင်ဖို့ပြင်ဆင်ထားရင်ဘန်နဲ့ရှင်ပြန်ရဖို့ဖြစ်လာခဲ့တာပါ။ဘန်ကတော့ USA 316ပွဲပြီးခြင်း21ရက်အတွင်းမှာဒီဘွဲကစားရမှာမဟုတ်ပြင်ဆင်ခြင်းနဲ့ဒါက Rival အတွက်အားသာချက်တစ်ခုဖြစ်နေပါတယ်။ ရိုင်းမဲနောက်ဆုံးပွဲတွေမှာမော်ရီနိုနဲ့တက်ဆူရိုတိုင်ယာကိုအနိုင်ယူခဲ့တာကသူ့ရဲ့ယုံကြည်မှုကိုအယံမြင့်တင်ပေးထားတယ်။အထူးသဖြင့်တိုင်ယာနဲ့ပွဲက၅ချီထိသွားခဲ့ပြီး5ရာသီနဲ့ဆူရခဲ့တာဆိုတော့သူ့ရဲ့ခံနိုင်ရည်နဲ့ PR အောက်ကစားနိုင်စွမ်းကိုပြသနေတယ်။ဒါဆိုရင်ဗန်ကရိုင်းမဲအတွက်ဒီလောက်ထိလွဲနေလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ဗန်ကတက်ငင်နဲ့တွဲကြတယ်။သူ့ရဲ့နောက်ဆုံးလေးပွဲကိုဆက်တိုက်အနိုင်ရထားတယ်။သူ့ရဲ့လက်ဝဲစွမ်းရည်ကထိုးကျပြီးဘရူနိုဆေးဘာကိုတတိယအချီမှာ KO နဲ့အနိုင်ယူခဲ့တာကသူ့ရဲ့ထိုးနှက်အားကိုပြသနေတယ်။ ဗန်ရဲ့ striking က rival ထက်ပိုပြီးတိကျတယ်ဒီဘက်မှာလည်းဗန်ရဲ့ sufficient striking accuracy က rival ထက်ပိုကောင်းနိုင်တယ်သူရဲ့ chartis ကစားပုံကိုဘယ်လိုတုံ့ပြန်မလဲဆိုတာမသိရသေးဘူး rival ရဲ့ sufficient strike များများထိုးပေမဲ့သူရဲ့ထိုးနှက်မှုတွေကသိထိရောက်မှုမရှိဘူးလို့ reddit post တွေမှာပြောကြတယ်ဗန်က rival ရဲ့ ball on strike ကိုတံပြန်နိုင်အနိုင်ယူဖို့တောင်မှခွင့်ရရှိနိုင်တယ်ဗန်ကဒီလိုရုတ်တရက်ပွဲကိုလက်ခံတာက သူရဲ့ယုံကြည်မှုကိုပြပါရင်သူက rival ကိုအနိုင်ယူရင် champion cup အတွက်အခွင့်အရေးရမယ်လို့ယုံကြည်ထားရင်ဒီလိုစိတ်သက်က rival အတွက်ပေါ်ဆလို့မရဘူးဆိုတာသတိပေးနေတယ်။အချုပ်ပြောရမယ်ဆိုရင် rival က van ကိုအိပ်ပြောင်းအောင်လုပ်မယ်လို့ပြောတာဟာစေပိုင်းဆိုင်ရာဖိအားပေးဖို့နဲ့ပွဲစဉ်ကိုစိတ်ဝင်စားအောင်လှုပ်ဆော်ဖို့ပဲ။သူရဲ့အတွေ့အကြုံ summation ဆွမ်းရင်လည်းပြင်ဆင်ချိန်ပေးရတာက van ကိုအနိုင်ယူဖို့အလားလာကောင်းတယ်။ဒါပေမဲ့ van ရဲ့လူငယ်ဆွမ်းအား striking power နဲ့တက်တီကိုတော့ short တက်လို့မရပါဘူး။အခက်မသိရင်ပြန်အောင်ရှုံးသွားနိုင်တဲ့အနေအထားမှာရှိနေတယ်လို့ထင်မြင်ယူဆမိကြောင်းပါ။ပရိသတ်များကရော rival ကတကယ်လုံနိုင်မယ်ထင်လား။ဒါမှမဟုတ် van ကအံ့အားသင့်အောင်လုပ်ပြမယ်ထင် င်အောင်ပြောပြခဲ့ကြပါဦး။ဟုတ်ကဲ့ပါဗျာဗီလီကတော့ပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Matcha for Song Channel လေးကို Like and Follow လုပ်ပြီးတော့ဒီဗီလီကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနေဒီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။